စင်းရဲလိမ့်မယ်ချက်သေးလိမ့်မယ်နမတ်ဖတ်ဖို့အတွက်ပြင်းညင်ခြင်းနမတ်ကိုလက်လွတ်လက်လွတ်ခြင်းဖတ်ကြနမတ်မဖတ်ပဲစီပွားရေးလို့ဖို့အလုံးထဲကိုတွားခြင်းဆိုင်ကိုတွားခြင်းစဂျီဒာတလာဝတ်ကိုအချိန်မီမလုပ်ပဲကြံ့ကြစေခြင်းဝုဇူလုံးတဲ့နေရာမှာဒုနီယာရဲ့စကားကိုပြောခြင်းဝုဇူမရှိဘဲနဲ့ကုရ်အာန်ကျမ်းတော်များကိုဂိုင်းတွယ်ခြင်း ကြွားတဲ့အစာကိုပြန်ကောက်ယူပြီးတော့မစားခြင်းစားတုံးနေတဲ့ပုဂံကို မစေးဘဲနဲ့ထားခြင်းလက်လက်နဲ့ပါဇက်ကိုခြေလက်မျက်နှာကိုတကဝအတွင်ထိုင်ပြီးတော့ဆင်းခြင်းလက်နဲ့ပါဇက်ကိုလက်နဲ့ပါဇက်ကိုမိမိရဲ့အိမ်ကြီးရဲ့အနားစားနဲ့တုပ်ခြင်းလက်မစေးဘဲနဲ့စားခြင်းစားတော့ပြီးတဲ့အခါမှာရတဲ့ဒုံနဲ့တွားကြထိုးခြင်းရေချိုးဖို့တောင်းဝန်ရှိနေတဲ့အချိန်မှာရေမချိုးဘဲနဲ့အစားတော့စားခြင်း ပုတ်တူးတွေနဲ့အစားအစာတွေကိုစားခြင်းဂရောင်းသားထံကနေစားတောက်တဲ့အရာကိုဝယ်ယူခြင်းတူတူရဲ့အရှိမထိုင်ပြီးတော့အစားတောက်ကိုစားခြင်းဥခွက်ပကံရဲ့ပဲ့နေတဲ့နေရာကနေတုံဆွဲခြင်းမိဘကိုဝချိဝင်ငယ်မပြုတ်ခြင်းဆရာမားတွေကိုမယိုသေးခြင်းမိဘရဲ့အမိတ်ကိုဖီဆန်ခြင်းမိဘကိုနမတက်ပြီးတော့ခေါ်ခြင်းလောဘကြီးခြင်းအတင်းပြောခြင်းလိန်လဲပြီးတော့ကဆံချိန်ဆိုခြင်း ရိုက်ကြသောဆက်ဆံခြင်း၊မူတာပြောဆိုခြင်း၊ညဉ့်ညံတဲ့စကားတွေကိုပြောတဲ့အလေးထားရှိခြင်း၊ပတ်ဝန်းကျင်အတိုင်းဝိုင်းနဲ့ကောင်းမွန်စွာမဆက်ဆံခြင်းအပျော်လွန်တဲ့သူတွေနဲ့သူများစွာနီးနောပြီတော့နေထိုင်ခြင်း၊ရှင်မြတ်တာခြင်းနဲ့ကောင်းမွန်စွာမဆက်ဆံခြင်း၊သားသမီးများနဲ့အဲ့ရယ်များကိုတန်ဖိုးမထားခြင်း၊မိမိသားသမီးများကိုချိန်ဆခြင်း၊မိမိအင်အားနဲ့ငွေချင်းရဲ့ဂုံမောက်ပြီတော့သူတို့ဘာကိုဒုက္ခပေးခြင်း သက်ကြီးရွယ်အော်တွေအသက်ကြီးတဲ့သူတွေကိုဟိုရိုင်းပြသွားဆက်ဆံခြင်းညအချိန်မှာဝိလိစလင်းနဲ့အိတ်ချင်းအချိန်မတော်အိယာကနေပြီးတော့ထခြင်းနေထွက်တဲ့အချိန်ဒီအိတ်ဆက်နေခြင်းညစွာအိတ်ချင်းဝိလိစလင်းနဲ့အပေါ်တော်ခြင်းရေချိုးနေတဲ့အချိန်မှာကျင်းငယ်ပါတော်ခြင်းချင်းကြီးချင်းငယ်ဆုံနေတဲ့အချိန်မှာစကားပြောခြင်း ကျင်ငယ်ဆုံးတဲ့နေရာမှာဝူစုလုပ်ခြင်းဘီးအကျိုးနဲ့ခေါင်းဖိခြင်းမတရပြီးတော့ခေါင်းဖိခြင်းတန်းကိုအရှင်လွတ်ခြင်းပင်းကိုအိမ်အအိမ်ထဲမှာမရှင်းမလင်းထားခြင်းပင်းကိုအိမ်တွေကိုအိမ်ထဲမှာထားခြင်းအမိုက်တဲ့ကိုအိမ်လွင်းနဲ့စုပုံပြီးတော့ထားခြင်းဘီးချက်တုန်နေချက်တုန်ပြအခွန်တွေကိုမီးရှို့ခြင်းဒီဒီအချက်လက်တွေကိုလှုပ်ခြင်းအဖြစ်စီးပွားရေးထဲမှာ چرتے میں رو حضرت علی رضی اللہ تعالیٰ عنہ نے حضرت سلمان فارسی رضی اللہ تعالیٰ عنہ یہ حدیث تو نارا رہے وآخر دعوانا ان الحمدللہ رب العالمین والسلام علیکم ورحمت اللہ وبرکاتہ